မင်္ဂလာပါပရိသတ်ကြီးတို့ရှင်ကျမတို့ရဲ့ Sally Global Channel ကနေ November 10ရက်နေ့အတွက်နောက်ဆုံးရနုပညာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။မကျွမလို့ကြီးနေအင်ကိုနောက်ပြန်ကြီးထိုင်နေတဲ့ဇနီးတဲကိုမမုံရနိုင်ပါဘူးဆိုတဲ့မျိုးသားသတင်း။ပစံကုန်ကြခံပြီးနှစ်ဖူးပြောင်ခင်မောတဲ့အတွက်ပစံနေစိုက်ပေးခဲ့ပေမယ့်အခုလိုဖြစ်ခဲ့ရတဲ့မိပကြီးသတင်း။ရီမွန်ရဲ့မိခင်ပြောပြလာတဲ့ရီမွန်နဲ့အဒီနိုတို့ရဲ့ငယ်ပေါင်းအကြောင်းလေးသတင်း။ အနုပညာလောကမှာအောင်မြင်မှုထိတ်ဆုံးရောက်နေချိန်အားလုံးရနာကနိုင်ငံခြားထွက်သွားရမယ့်တဲဆုငိမ့်တဲ့တိန်ဘလက်ဘင်းရဲ့လီစာနဲ့တပုံစံနဲ့ဆင်တူတယ်လို့ထိုင်းနိုင်ငံအတွင်းနာမည်ကြီးနေတဲ့နန်းစုပလဲထတဲ့တိန်ကင်စာဖို့တွေ့နေဆိုပြီးတည်င်းနေတီတိုးထွက်နေချိန်မှာမထင်မှတ်ပဲပြည်သက်တွေကိုရုတ်တရက်တီးပေးလာတဲ့မိမိကိုကိုတည်င်းပဲဖြစ်ပါရဲ့ရှင်။မကြွမလို့ချင်းနေအင်ကုန်နောက်ပြန်ကြည့်ထိုင်နေတဲ့စနေတဲ့ကိုမမုန်းရနိုင်ပါဘူးဆိုတဲ့မျိုးသား တမလုံဘဝရောက်သွားတဲ့ဇနီးတဲ့ကိုမချွတ်လွတ်တာတော့အနားမှာထားထားတဲ့အမျိုးသားတစ်ယောက်ရဲ့ပြင်ရဟာလိုင်းပေါ်မှာတော်တော်လေးနမဲကြီးလိုနေပါတယ်။ရက်ွက်ထဲမှာဒီမျိုးသားနဲ့တရေချောက်တဲ့အိန္ဒိယအကြောင်းကိုပြောဆိုသူများပြားနေတဲ့အတွက်မီဒီယာတွေကိုယ်တိုင်အင်တာသွားပြုခဲ့တာဖြစ်ပြီးအကြောင်းစုံကိုတိလိုက်ရချိန်မှာတော့အလုံးအံ့ဩသွားကြတာပါ။ အင်တာဗျူးရကလေးရဲ့မိခင်ဟာငကိုယ်တည်းကအတန်ယောဂရှိပြီးနေမှာတယောက်တည်းလူမသိပဲတည်သွားချိန်မှာကလေးကိုဆွဲလန်းနေစိမ့်နေတိတ်တာဖြစ်နေခဲ့တယ်လို့သိရပါတယ်။လူမမေကလေးကိုအဆွဲလန်းကြီးလွန်းလာကြောင်းမချွတ်မလွတ်နိုင်ပေညာညာဆို၆လက်နေကြောင်းယောက်ျားဖြစ်သူကအခုလိုပဲပြောပြခဲ့ပါတယ်။ဒီအကြောင်းကိုယောက်ျားဖြစ်သူကကျွန်တော်နာမည်ကိုလာဦးပါ။ရက်ွက်ထဲမှာနွမ်းပါလို့ပလုံးကောက်စားရပါတယ်။သူဆုံးမင်းဒီမှာကျွန်တော်က သူ့ကိုပလုံးကောက်တာလိုက်ခဲ့ဖို့ခေါ်တယ်။ နေခဏခဏတက်နေတာငါနဲ့လိုက်ခဲ့မိန်းမဆိုတော့သူကကျွန်တော်ကိုသူ့လက်နေတယ်ထမင်းလည်းမစားချင်ဘူးကျွန်တော်နောက်ကိုလည်းမိုးရီလေတွေနဲ့မလိုက်ချင်ဘူးလို့ပြောတယ်သူယောဂါကလမ်းမှာတက်ချင်တက်မှာဆိုတော့ကလေးကိုလည်းကျွန်တော်ပဲခေါ်သွားပေးပါလို့ပြောတယ်ကျွန်တော်လည်းအင်းကထွက်လာလိုက်ခဲ့တာအရင်ဆိုရင်သူကျွန်တော်ကိုလမ်းထိပ်အုပ်ခုံလေးမှာထိုင်ဆောင်နေကြပဲအဲ့ဒီနေ့ကအိမ်ပြန်နေနေနောက်ကြတယ်သူကဘယ်ချိန်ကလေးကတည်နေလဲမသိဘူးအိမ်နောက်ဖေးမှာခေါင်းဆိုင်ပြီးတော့တက်ပြီးပြုတ်ကျနေတာ ကျွန်တော်ပြန်ရောက်ချိန်မှာသူ့အသက်ကိုမမီတော့ဘူးတကူလုံးပြာနှံပြီးဖောယောင်နေပြီအဲ့ဒါနဲ့ရက်ကွက်လူကြီးကချက်ချင်းနိုင်ရီကူညီမှုကားခေါ်ပြီးချက်ချင်းပဲတချူပေးလိုက်တယ်လို့ဖြစ်ပွားပုံအသေးစိတ်ကိုပြောပြခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ကုလာဦးကဇနီးဖြစ်သူလူမတီးပဲအဲ့ဒီလိုစုံပါသွားမှုအတွက်သူ့သမီးလေးကိုဆွဲလန်းတဲ့စိတ်နဲ့မချစ်မလို့ဖြစ်နေရတယ်လို့ပြောကြားသွားခဲ့ပြီးရက်လေညကဆိုရင်၆တာဘေးအိမ်တကားနေလိုက်ထူတယ်အိမ်အောင်ဖေးတကားပေါ့မှာ တကူလုံးဘာမှမပါပဲနောက်ပြန်ကြည့်ထိုင်နေတာတွေ့လိုက်ရတယ်။သူကကလေးကိုလည်းအယမ်းချစ်ရှာတာအဲ့ဒီညမှာဒီကလေးကိုသူ့ဆုံးနဲ့အိမ်သာဘက်ကိုခြေထောက်ကနေဆွဲချသွားတယ်။မနေ့ကတော့ကလေးကခြေနောက်ပြင်ရောက်နေပြီ။ကျွန်တော်ခြေထောက်တွေလည်းကင်သွားတယ်။သူ့ကိုသူတိုက်ကလာတယ်။ငါညီကိုမောင်နှမတွေကဒုတ်နဲ့ရိုက်ရိုက်ပြီးတိုက်ကိုပြန်ခေါ်တယ်လို့ခဏခဏပြောတာ။နောက်ဆုံးသေတော့လေလူမသိလိုက်ရဘူး။အိမ်နောက်ဖေးမှာတက်ပြီးပြုတ်ကြနေတာပဲ။သမီးလေးကသူ့အမေအကြောင်းကြားရင် တာဝန်နေတယ်ဆိုပြီးသူတို့ရင်ဆိုင်နေရတဲ့ဘဝမောကိုအာတင်းပြောပြခဲ့ပါတယ်။လက်ရှိမှာတော့အသက်40အရွယ်ကုလာဦးဟာတမီးလေးကိုတွန်းလဲပေါ်တင်ပြီးမုန်းရွရွနေပူပူပလုံးထွက်ကောက်နေတယ်လို့သိရပြီးဒီလူစနီးနဲ့တမီးပေါ်ကိုယောက်ျားကောင်းပီတာစွာနဲ့ချစ်မြတ်နူစွာရှာဖွေကျွေးမွေးနေတဲ့ကုလာဦးကိုအလုံးကတနာစိတ်နဲ့အတိမတ်ပြုကလေးစားခဲ့ကြပါတယ်။ ဒါကြောင့်ပရိုက်တာကိုထွန်းမင်းကိုရိုင်းကကိုလောင်ဦးနေထိုင်ရာ42လုံးတန်းတလန်63ရက်ကွက်တကုံစိတ်ကန်းကိုကိုရိုင်းတွမ်းရောင်လူတန်းခဲ့ပြီးဇနီးဖြစ်သူကိုအများတန်းပေးဝေစေခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့လည်းစေးဘတ်ဆိုင်ရာဆရာဝန်တွေကတော့နောပမှုနဲ့အယူသဲမှုအာဟာရချို့တဲ့မှုတို့ကြောင့်တိတ်ဆုံးသွားတဲ့ဇနီးတဲ့ကိုစောက်ထိုးကြီးမြင်ရတာဖြစ်နိုင်တယ်လို့သုံးသပ်ထားကြပါတယ်။ဂိမ်းပရိသတ်ကြီးရောခက်ခဲလာတဲ့ဘဝကြီးမှာ တူရတဲ့သမီးလေးကိုအဖော်ပြရင်း ကျွလွတ်တဲ့ဇနီးတဲ့နဲ့တူပလုံးကောက်ရင်ဖြတ်တန်းနေရတဲ့ကုလားဦးပုံဘလူများမြင်ကြပါသလဲနော်ပစံကုံကြခံပြီးနှဖူးပြောင်ခင်မတဲ့အတွက်စပင်းနီစိုက်ပေးခဲ့ပြီးမယ်အခုလိုဖြစ်ခင်ရတဲ့မိပချင်းအတိတ်ရရကတော့မကွာပေးမယ်ထိတ်ပြောင်လွန်းတာကြောင့်အသက်ကြီးရဲ့ထင်းရတဲ့ခင်မဖြစ်သူကလူပြိုပေါပုံစံလေးဖြစ်အောင်ကိုယ်တိုင်ပစံကုံကြခံပြီးစပင်းစိုက်ပေးခြင်းလို့လူပြောများနေတာကတော့မိပချင်းပါ တင်းဆောင်မီပကြီးရဲ့ခင်မုန်းတဲ့အပေါ်မှာ Q site ချစ်တက်မှုကတော့တကယ်ကိုချစ်ကျူးစရာပါပဲ။တင်းဆောင်မီပကြီးကတော့သူမရဲ့ချစ်သူနဲ့မကြသေးခင်ကမှပူပူနွေ့နွေ့မင်္ဂလာဆောင်ထားတာဖြစ်ပြီးအသက်ဆက်ဆက်ခင်မုန်းဖြစ်သူရဲ့ထိတ်ပြောင်နေတာကိုမကြည်ရလို့စပင်းနီစိုက်ပစ်လိုက်တာပါ။ဒါပေမဲ့လည်းခင်မုန်းဖြစ်သူရဲ့ထိတ်ကိုစပင်းဆိုင်ပြီးတော့တရရနေရလောက်မှာတဲ့မင်္ဂလာပွဲကိုကျင်းပလာရတာဖြစ်ပြီးစပင်းဆိုင်တဲ့နေရာကပုံမှန်မဟုတ်ပင်အလွဲလေးတွေနဲ့ပတ်သက်လို့ခုလိုပြောပြလာခဲ့တာပါ အလုံးနဲ့တည်ကြတဲ့အတိုင်းပဲတရုတ်ဆောင်မိပကြီးကတော့မြန်မာနုပညာလောကမှာလူသိများကြော်ကြားခဲ့တဲ့တရုတ်ဆောင်မော်ဒယ်တစ်ယောက်ဖြစ်ပါတယ်တရုတ်ဆောင်မီပကြီးရဲ့ရှုပ်ရည်ကလည်းနိုင်ငံသားသူတွေလိုချော်မော်လာပါတဲ့ပြင်အယိုးစစ်တုတ်ခိုက်ပြီးလာပါကြောရှင်းတဲ့ခန္ဓာကိုယ်နဲ့အရာမောင်းတွေကြောင့်ဖျားပေးတဲ့ဆုလက်လိုမျိုးမိန်းကလေးတွေတတော်များများကအားကြနေကြတာပါတရုတ်ဆောင်မီပကြီးဟာဆိုရင်အရင်တုန်းကတော့မြန်မာဗီဒီယိုစကားအများကြီးရိုက်ကူးအောင်မြင်ခဲ့ပြီးနောက်မှာတော့ဇလန်းတွင်လက်ခံရိုက်ကူးတာကိုရှင်းနာလိုက်ပါတယ် မေပချီကမလိုမျိုးဆစ်ဆစ်ဖြစ်တာမို့ခနာကိုချိုးစားကလည်းတောင်းထဲမိအချိုးစားကြတာကြောင့်မော်ရီတယောက်ဖြစ်ဆက်လက်လုပ်ခိုင်းခဲ့ပါတယ်။နောက်ပိုင်းမှာတော့ online shopping တွေရောင်းရင်းနဲ့ကိုပိုင်လက်ကုံစီးပွားရေးတခုတည်ဆောက်နိုင်တဲ့အထိအောင်မြင်လာခဲ့ပါတယ်။မေပချီကိုရန်ကလည်းမိန်းကလေးပီပီအတော်လေးလောက်ကိုဆွဲမှတ်သူတယောက်ဖြစ်တာမို့ MPC ဆိုတဲ့ကိုပိုင်လက်ကုံ brand founder တူဖြစ်လာခဲ့ပါတယ်။မေပချီဟောင်းစီးပွားရေးမှာလည်းကံကောင်းလို့သူဖြစ်ပြီးအချိန်မှလည်းကံကောင်းတဲ့မိန်းကလေးတယောက်ဖြစ်ပါတယ်။ ချစ်သူတတန်၅နှစ်ကြာတိုင်အောင်တင်စာရှိရှိနဲ့လက်တွဲခဲ့ကြတဲ့မိပကြီးနဲ့ကိုမျိုးကိုတို့နှစ်ယောက်စလုံးကတကယ့်ကိုလိုက်ဖက်ညီလွန်းလာတယ်လို့ဆိုရမှာပါ။လက်ထက်ကွင်းတောင်းမီမကြတဲ့အချိန်မှပဲလက်ထက်မင်္ဂလာပွဲလေးကိုကျင်းပပြီးစီးသွားခဲ့ပါပြီ။မိပကြီးရဲ့ခင်မုန်းဖြစ်သူကိုမျိုးကိုကလည်းမိပကြီးထက်ကအသက်ကမဆိုးတလောက်ကြီးပေမဲ့လည်းမိပကြီးတွတ်တော်ခိုးလွန်ရာရှင်ကွင်းတစ်ခုဖြစ်ရှိပေးနေကြတာပါ။ မေဖြီကိုလည်းလိုလိုက်တဲ့ပြင်စနီကျော်လို့တမယကိုလည်းအတိုင်းသားညင်ခံနေတာကတော့ကိုမျိုးကိုပါမင်္ဂလာပွဲမတိုင်ခင်ရှဲနေငယ်လို့မှကိုမျိုးကိုဟာမေဖြီရဲ့တောင်းဆိုမှုနဲ့သူ့ရဲ့ပြောင်းနေတဲ့ထိတ်ကုံစပင်ဆိုင်လိုက်ရပါတယ်ထိတ်ပြောင်းနေတဲ့ကိုမျိုးကိုကမေဖြီထက်ဆိုင်ရင်အသက်ကြီးတဲ့လူကြီးတယောက်လိုပုံစံဖြစ်နေတာကြောင့်လူငယ်ပုံလေးပေါအောင်မေဖြီကစိတ်ကြိုက်စပင်ဆိုင်လိုက်ရပါတယ် ဒါပေမဲ့လည်းစပင်းစိုက်ထားတဲ့သူကချွေးထွက်လို့မရတာကိုသိပေမဲ့လည်းကိုမျိုးကိုကချင်းစောရာကြောင့်ချွေးထက်တာရင်မင်္ဂလာဆောင်နေ့အုံရှောင်ကြောင့်ချွေးထွက်သွားတာကြောင့်စိုက်ထားတဲ့နေရာမှာညံ့မြန်းပြီးအလက်ချက်ဖြစ်သွားခဲ့ရပါတယ်မေပတိကကိုမျိုးကိုရဲ့စပင်းအတွက်ဆံဝင်ကတော့စိတ်ပူစရာမရှိပေမယ့်ဈေးပုံမှန်လိမ့်မာတာမြ мян ပြောက်မယ်လို့လည်းမှားလိုက်ကြောင်းနောက်ပြီးစပင်းဆိုင်ရင်ကိုရဲ့စပင်းကိုပဲအပင်3000ကိုထိတ်မှပြန်ဆိုင်ရတာဖြစ်ကြောင်းအလုံးကိုဘဟုတုတ္တရအောင်လို့ဝေမျှပေးသွားခဲ့တာပါ အခုတင်ဆက်ပေးသွားခဲ့တဲ့အကြောင်းအရာနဲ့ပတ်သက်လို့ပရိသတ်ကြီးတွေမြင်မာရောဘလို့သဘောရလဲဆိုတာကိုပြောပြပေးသွားကြပါအောင်ရှင်။ရီမိုရဲ့မိခင်ပြောပြလာတယ်ရီမိုနဲ့အဒီနိုရဲ့ငယ်ဘဝအကြောင်းလေးမင်္ဂလာပါထရမီဒီယာရဲ့ပရိသတ်များရှင် အရင်ချစ်ကြတဲ့တငယ်ချင်းတွေအောင်အခုတော့ကောင်းငယ်ပေါ်မှာအတူဆုံလေးကြားမှာပေါ်လို့တွင်ရင်နေရီမိုရဲ့မိခင်ဟာခုလိုခြေကွဲပွင့်ရအမှတ်တရအကြောင်းအရာလေးတွေကို အားလုံးသိအောင်လို့ပြောပြလာခဲ့ပါတယ်။သူတို့ရဲ့စပီးခင်ငယ်တိခဲ့ကြတဲ့ငယ်ဘဝအကြောင်းလေးပါ။ဒေါခင်မြတ်မုံဟောင်းရီမွန်ပေါ့ဆာတွတ်ပီလေး6နှစ်အရွယ်လောက်မှာသူမက တချင်းသွင်းမှုအခွေထုတ်ဖို့ကိစ္စတွေကြောင့်မလို့နဝရက်စတူဒီယိုကိုမကြမကြသွားရပြီးတော့အတန်သွားသွင်းရအလုပ်လုပ်ရပါတယ်တဲ့။ အဲ့ဒီလိုနဲ့တားလေးကိုပါတခါနဲ့လက်ဆွဲခေါ်လာလေးရှိတာကြောင့်တုတ်ပီကအမေနဲ့လိုက်လာရင်းနေပဲအဲ့ဒီနဝရတ်ချန်ထဲမှာအမဲလူလူကစားနေလေးရှိတဲ့အက်ဒီနိုနဲ့တငယ်ချင်းဖြစ်သွားကြပါတယ်။အဲ့ဒီလိုနဲ့နောက်ပိုင်းနေမှာနဝရတ်သွားတိုင်းမှာသူတို့တငယ်ချင်းနှစ်ယောက်သားမြောက်ရှုံးအောင်စော်ကြပြီးအက်ဒီနိုပေါ့ဆောင်လေးကတုတ်ပီကိုအခန်းထဲခေါ်ပြီးဒရန်တီးပြရင်တုတ်ပီကအံအောင်အားကြတဲ့အချင်းနဲ့ကြည့်နေလေးရှိကြောင်းတွေပြောပြခဲ့ပါတယ်။ တို့ရဲ့ခင်မင်မှုကစံကျပင်မတည်ဆုံးခင်ချိန်တည်းတကယ်ကိုငယ်ပေါင်းကြီးပေါ်တငယ်ချင်းဤဖြစ်ခဲ့ကြကြောင်းပြောရင်းနဲ့တစထင်အဒီနိုရုတ်တရက်မတည်ဆုံးခင်ကဖြစ်ခဲ့တဲ့ကိစ္စလေးကိုပါတခါတည်းပြောပြလာခဲ့ပါတယ်။အီဒီယိုပယ်ရာဟာဆင်လုတ်တဲ့ညနေခင်းကလည်းသူ့လဲသွားပါတယ်တဲ့။အဲ့ဒီချိန်မှာအဒီနိုကသူ့မကိုတွေ့တွေ့ချင်းပဲလာနှုတ်ဆက်ပါတယ်တဲ့။အန်တီနီကောင်းလား ကျွန်တော်အက်ဒီနိုပါလို့လာပြောပေးမယ်။အတန်ကြားတွေကရင်းနေပြီးတိနေပြီးသားဖြစ်ကြောင်းနဲ့အက်ဒီနိုကတောက်လျှောက်သူ့တငယ်ချင်းတွတ်ပင်ရဲ့အကြောင်းတွေကိုပဲပြောနေတာဖြစ်ကြောင်း။အင်တာဗျူးမှာတော့အက်ဒီနိုကတွတ်ပင်အကြောင်းတွေအများကြီးပြောခဲ့ပြီးတော့သူတို့တငယ်ချင်းတွေရောက်ဘလောက်ထိတန်ရုံးစဉ်ရှိကြောင်းတွေလည်းပြောပြခဲ့ပါတယ်။ ရီမိုနိုပန်ဖြတ်သိမ်းတဲ့ခုလိုနောက်ဆုံးအချိန်လေးမှာရီမိုရဲ့တခြင်းလေးကိုရီမိုပြိတက်တွေတွန့်ပြန်ဆုံနေရင်ဒါမျိုးရုပ်တရကြီးဖြစ်သွားတာကိုခုထိမယုံနိုင်သေးပါဘူးဆိုရင်အကြောင်းလေးအားလုံးကိုသူမကတစ်ဖွဲ့တည်းနဲ့တည်တည်ချာချာလေးအားလုံးကိုပြောပြရင်ဖွင့်လာခဲ့တာပါပြိတက်ကြီးတို့ရောဒီတငယ်ချင်းနှစ်ယောက်ရဲ့အဖြစ်အပျက်တွေနဲ့ပတ်သက်လို့ဘလို့များတွေးတင်မိကြပါသလဲနော် အခုဆိုရင်တော့နှစ်ယောက်သားအတူတူအေးချမ်းတဲ့နေရာလေးမှာပျော်ပျော်ရွှင်ရွှင်နေနိုင်ကြဖို့ပဲစူတိုင်းလိုက်ကြရအောင်ပါရှင် you အနုပညာလောကမှာအောင်မြင်မှုထိတ်ဆုံးရောက်နေတဲ့အာလုံယနာကနိုင်ငံသားထွက်သွားတော်မဲ့တဲဆုငိမ့်တဲဆုငိမ့်ဟာကုဆိုရင်ကြော်ညာရရုပ်ရှင်ဇာတ်ကားကြီးတွင်မနာတဲ့ရိုက်ကူးနေရပြီးအောင်မြင်မှုရဲ့ထိတ်ဆုံးမှာရောက်နေခြင်းလို့ပြောလို့ရပါတယ်။ဒါပေမဲ့ခုတွက်ပေါ်လာတဲ့တည်တင်းတွေရောသူမဟာဒီနုပညာလုပ်တွေအားလုံးကိုခေတ္တရန်နာပြီးနိုင်ငံသားမှာပညာရေးဆက်လက်သင်ကြားဖို့ပြင်ဆင်နေပြီဖြစ်တယ်လို့ဆိုပါတယ်။ ပရိသတ်ကြီးတို့အားလုံးသိကြတဲ့တိုင်းတဲဆွန်ကြီးဟာအသက်18နှစ်ဆိုရင်အရန်ကိုငယ်ရွယ်တဲ့အရွယ်တက္ကသိုလ်ဝန်ထမ်းဖြည့်ဆွရမယ့်အရွယ်လေးမှာပဲနိုင်ငံကိုစားပြုလှမယ့်တရပုကိုစွတ်ခူးနိုင်ကြတာပါနိုင်ငံကုံဆောင်နိုင်ခဲ့တဲ့အတွက်ပြိတ္တရဲ့ချစ်ကိုအပြည့်ဝရရှိခဲ့ပေမယ့်သူမရဲ့ပညာရေးလမ်းကြောင်းကိုတော့ခိတ္တရက်တန့်ထားခဲ့ရပါတယ်။ အခုတခါမှာတော့တဲစုံညီဟောင်းအောင်မြင်နေတဲ့နုပညာလုပ်တွေထံသူမလက်လွတ်ခဲ့ရတဲ့ပညာရေးဘက်ကိုပြန်လည်အာရုံစိုက်ဖို့ဆုံးဖြတ်လိုက်တာပါတတင်းနေရဆိုရင် သူမဟာရှိုက်ကူရေးတချို့ကိုလည်းရှင်းနာထားပြီး ITCSC homeschooling နိုင်ငံတကာအဆင့်မီတင်ယူညွန့်တန်းကိုအိမ်မှာပဲတင်ယူကြိုးစားနေတယ်လို့သိရပါတယ်ဒီတင်ယူပြီးဆုံးသွားတဲ့အခါမှာတော့သူမဟာမကြခင်နိုင်ငံသားမှပညာဆက်လက်သင်ကြားသွားဖို့တွားရောက်တော်မှာဖြစ်ပါတယ်။ အတန်းငယ်ငယ်ရွှေရွှေနဲ့အောင်မြင်မှုရဲ့အရှာတာကိုခန်းစားနေရခြင်းမှာပြစ်စုံပံကအခွင့်အရေးတွေထံအနာဂတ်အတွက်ပိုအရေးကြီးတဲ့ပညာရေးကိုပြန်လည်ရွေးချယ်လိုက်တာဟာတကယ့်ကိုရင့်ချက်ပြီးချီးကျူးစရာကောင်းတဲ့ဆုံးဖြတ်ချက်တစ်ခုပါပဲ။ပရင်းတက်ချီရိုအနေနဲ့ရောမကြခင်နိုင်ငံသားကိုပညာသင်ထွက်သွားတော့မယ်အလှမယ်လေးတဲစုငင်းရဲ့တီးဆုံးဖြတ်ချက်အပေါ်မှာမိမိတို့အမြင်ကိုပြောသွားကြပါအောင်ရှင် လက်ပင်းရဲ့လီစာနဲ့တပုံစံနဲ့ဆင်တူတယ်လို့ထိုင်းနိုင်ငံအတွင်းနာမည်ကြီးနေတဲ့နန်းစုပလဲထံလူတူမရှာနာမည်တူမရှာဆိုတဲ့စကားပုံတိုင်းမှာပဲအခုချိန်မှာလာလီစာနဲ့ချက်ဆွတူနေရဆိုပြီးထိုင်းမီဒီယာတွေမှာပိုဆိုပတ်ဆက်နာမည်ကြီးနေရကမြန်မာနိုင်ငံကနန်းစုပလဲထဖြစ်ပါတယ်လီဆာဆိုရာကတော့တောင်ကိုရီးယားနိုင်ငံအခြေဆိုင်ကမ္ဘာထိပ်တန် K-pop idol band တစ်ခုဖြစ်တဲ့ Blackpink ဖွဲ့ရဲ့အဓိကဖွဲ့ဝင်တူဖြစ်ပါတယ်။ လီစာကိုရိုင်းကထိုင်းလူမျိုးဖြစ်ပေမဲ့ကိုရီးယားမှာအောင်မြင်ပြီးအခုဆိုရင်ကမ္ဘာကျော် idol superstar တစ်ယောက်ဖြစ်နေပါပြီ။သူမရဲ့နှုတ်ပညာ၊သူမရဲ့အကဆွမ်းရည်၊သူမရဲ့ fashion တွေကြောင့်တစ်ကမ္ဘာလုံးကအားပေးမှုတွေ၊ချစ်ခင်မှုတွေကိုအများအပြားရရှိထားသူပါ။ဆလင်းတို့တခြားကမ္ဘာထိပ်တန်ဘရန်ဒီရဲ့ global ambassador လေးဖြစ်တာကြောင့်သူမရဲ့လှူရှာမှုတိုင်းသူမရဲ့တပ်ပုံတိုင်းဟာကမ္ဘာမီဒီယာတွေမှာသတင်းကြီးဖြစ်နေရသူပါ အခုအဲ့ဒီလိုကမ္ဘာကျော်လေးစားနဲ့ချစ်ဆွတူလို့နာမည်ကြီးလာတာကတော့ကျမတို့မြန်မာနိုင်ငံကနန်းစုပလဲထပ်ပါနန်းစုပလဲထက်ဆိုတာကတော့မြန်မာနိုင်ငံရှမ်းပြည်နယ်ကချစ်စရာကောင်းတဲ့ရှမ်းမလေးတယောက်ဖြစ်ပါတယ်။ရှမ်းမလေးပြပင်းအသားကဖြူဖြူပူပွေးပါးလေးကသွင်းရောင်တန်ပေနီနီရဲရဲနဲ့အရန်ကိုချစ်စရာကောင်းတဲ့မျက်နှာလေးကိုပိုင်ဆိုင်ထားသူပါ။ဒီရုံးရည်လေးကြောင့်ပဲသူမဟာမြန်မာပြည်သက်တွေချာမှာလူကြိုက်များပြီးတော့ဖော်လိုဝါများပြားရှိပြီးတော့ဆိုရှယ်မီဒီယာကျယ်ပွင့်တပွင့်ဖြစ်ပါတယ်။ ဒါအပြင်ပရိသတ်တွေပိုတိကြတာကတော့သူမကနာမည်ကြီးဆိုတော့ Postel Mostel လို့လူသိများတယ်။ Chase 3ရဲ့ချစ်သူကောင်မလေးလည်းဖြစ်ပါတယ်။နန်းစုပလဲထောင်သူ့ရဲ့ချစ်စရာကောင်းတဲ့ပုံစံလေးနဲ့အတူအကလည်းရှမ်းကိုကောင်းလို့ပရိသတ်တွေကြားမှာနာမည်ကြီးနေသူတရားပါ။ဒီလိုနဲ့အခုနောက်ပိုင်းမှာနန်းစုပလဲထက်ရဲ့ပုံရိပ်တွေဟာမြန်မာနိုင်ငံတွေမှာကပဲအင်ဒီဂျင်ထိုင်းနိုင်ငံနဲ့ဆိုရှယ်မီဒီယာတွေထိပြန့်နှံ့သွားခဲ့ပါတယ်။ ိုင်းလူမျိုးတွေကသူတို့နိုင်ငံရဲ့ကုန်ဆောင်ကမ္ဘာကျော် idol ဖြစ်တဲ့လီဆာနဲ့အရန်ကိုတူလွန်းတဲ့နန်းစုပလဲထက်ကိုတတိထားမိသွားကြပါတယ်။အထူးသဖြင့်နန်းစုပလဲထက်ရဲ့မျက်လုံး၊နှာခမ်း၊မျက်နှာကြောင်နောက်ပြီးသူ့ post ပေးတဲ့ပုံစံတချို့ဟာလီဆာနဲ့တကယ်ကိုတပုံစံနဲ့တူနေရလို့ဆိုကြပါတယ်။အခုဆိုရင်ထိုင်းမီဒီယာတချို့ကပါနန်းစုပလဲထက်ကိုမြန်မာပြည်ကလီစာကလုံးချင်းတတိထားမိသွားပြီးသူမရဲ့လာတရားကိုချီကျူးရေးသားနေကြတာကိုတွေ့ရပါတယ်။ တချို့ပြိတက်တွေကဆိုလီစာထက်ထောင်ပို့ချောသေးတယ်ဆိုပြီးနှက်ချက်တွေပေးတဲ့အထိတောင်ပြင်လာခဲ့ပါတယ်။ဒါကတော့တူးချင်းစီရဲ့အမြင်ပေါ်မူတည်ပြီးဒီလောက်ထိနှိုင်းရှင်ပြောဆိုလာကြတာကတော့နန်းစုပလဲထက်ရဲ့အလားတရားကဘလောက်ထိထူးခြားလဲဆိုတာကိုပြသနေတာပါပဲ။ပါပဲဖြစ်ဖြစ်မြန်မာနိုင်ငံကမိန်းကလေးတရားရဲ့အလားတရားကိုနိုင်ငံတကာကအထူးသဖြင့်လီဆာရဲ့ဇာတိမီဖြစ်တဲ့ထိုင်းနိုင်ငံကတော့တတိထားမိပြီးချီးကျူးနေကြတာကတော့ဝမ်းသာစရာသတင်းတစ်ခုပါပဲ ယခုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးတို့ရောဘလို့ထင်မြင်မိပါသလဲ။နန်းစုပလဲထဟာတကယ်ပဲပလက်ပင်အဖွဲ့ဝင်လီစာနဲ့တူတယ်လို့ထင်ပါသလား။နန်းစုပလဲထရဲ့ဘဲချက်တွေကလာလီစာနဲ့တူဆုံးလို့ထင်မိလဲဆိုတော့မိမိတို့အမြင်ကိုပြောသွားကြပါအောင်ရှင်။ကြည့်ရှုခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုချီးစွတ်တင်ပါတယ်ရှင်။ ကင်စာပိုးတွေ့ရဆိုပြီးတည်င်းနေတီးတိုးထွက်နေချိန်မှာမထင်မှတ်ပဲပြိတက်တွေကိုရုတ်တရက်တီးပေးလာတဲ့မီမီကိုကိုဒီရက်ပိုင်းမှာမီမီကိုကိုတယောက်ကင်စာဖြစ်နေပြီဆိုတဲ့တည်င်းနေပြန်နေတော့မှပြိတက်တွေကိုအန်အောင်တုံလို့သွားစီမဲ့တည်င်းစိုးတစ်ခုထွက်ပေါ်လာခဲ့ပါတယ်အဆိုပါတည်င်းကလည်းမီဒီယာတွေကထင်ကြီးပေးပြီးရှောင်ရီးတာမဟုတ်ပင်မီမီကိုကိုကိုရိုင်းသူမရဲ့ကောင်းစစ်ကနေကျမ်းမာရင်နဲ့ပတ်သက်တဲ့တည်င်းတွေကိုအတီးပေးလာခဲ့တာပါ ရေးထားတဲ့အစာအယလက်ရှိမှာသူမရဲ့ကျမ်းမာရေးဟာဘယ်ပွဲမှတက်လို့မရှာလောက်အောင်ဆိုးဝါးနေပြီးတငယ်ချင်းတွေနဲ့ပါအခင်မဲပြက်နေရပြီဖြစ်ကြောင်းဝန်ထဲပွဲဖော်ပြထားပါတယ်။ရိုက်ကွင်းနေမှာလည်းအယုံကျိုးပြန်လဲကြတဲ့အထိကသူမရဲ့ချင်းနေရာမကောင်းမွန်တော့ကြောင်းစီလင်းစစ်ထားပြီးဆောင်ဝင်ကထွက်လာတဲ့ရန်လက်ကိုလက်ခံနိုင်အောင်စိတ်ကိုပြင်ဆင်ထားတဲ့ကြောင်းတွေပါပြောဆိုသွားပါတယ်။ဒီအကြောင်းကိုမိမိကိုကိုကဒီလပိုင်းနေမှာကျမ်းမာရေးကအရန်ချူကြတယ်။ လူမှုရေးတွေအလုပ်တွေမှာခွင့်ယူရင်မယုံကြဘူးလူချင်းတွေ့တော့မှမျက်နှာလေးချောင်နေတယ်နော်နေမကောင်းဘူးလားမိချာနေကျွန်တော်မှထပ်ပြီးစေးစေးရမယ်ကိစ္စတော်ရက်ရွှေထားတာပါတချို့ကလည်းခနေကြတယ်ဟိုလူပွဲမှာတော့တွေ့လိုက်တယ်လေအကောင်ကြီးပါပါညာနဲ့ဟုတ်ပါနဲ့စိတ်တားဆောင်လုံးတက်တာပြီးထင်းနေသွားပါတယ်ပြန်ရောက်တာနဲ့အယုတ်ကျိုးဖြတ်ဖြစ်ပါတယ်တော်ယုံမကြီးတက်တဲ့သူမို့လိုင်းပေါ်အမြင်မတင်တာပါအဲဒါကြောင့်ငါပွဲချမှာမတက်ဘူးလို့မမြင်ကြပါနဲ့ရှင် ရှူတင်လို့တော့လုံနေတာပဲမလားဆိုပြီးခနေတဲ့သူတွေကိုလည်းပြောပြချင်တာကနေကောင်းတော့ကလက်ခံဖြစ်တာရရင်ချင်းမောနဲ့လုံရတာမို့ကိုတယောက်ကြောင့်နဲ့ခွင့်နေယူတာတအားများပြီးရက်တီဒုက္ခရောက်ကုန်မှကြောင့်စူးစားပြီးလုံနေတာဖြစ်ပါတယ်။ရက်ကူးကြီးမှလည်းမူရမ်းထဲရတဲ့ခံနေဆုံးအသားတွေတုံမျက်လုံးတွေပြအသက်ရှူမရမောလာတာတွေကြောင့်ကြမ်းပြပေါ်ထိုင်ထိုင်ချရလောက်တဲ့အထိဟမ်ဆောင်နိုင်အောင်တရုတ်ပြန်ရပါတယ်။နိုင်ရင်မရှိအောင်လောဘနဲ့ကြီးနေတယ်လို့ဆိုတော့လေစေးဖို့တော့မကမီတော့ပါဘူး။ အဲ့တော့လူမှုရေးကိစ္စလေးတွေမှာစိတ်မကွက်ကြဘူးမေတ္တာရက်ခံရင်နားလေပြီးလို့ကျေးဇူးတင်ပါတယ်လို့တခါလေပြောချထားပါရစေလို့အာယူပြီးရေးတင်ခဲ့တာဖြစ်ပါတယ်။ဒါပြင်သူမရဲ့ကောင်းထဲမှာကင်ဆာဖြစ်နေတဲ့ကောင်းလေးရဲ့ခံစားချက်ကိုလည်းနားလည်စာနာပါတယ်။အမြန်ပြောက်ကင်းပါစီဆိုပြီးရေးတင်ထားတာမို့လို့နှိစက်တဲ့လူတွေကပါမျက်ရည်ဝနေကြပြီး MRT ဖုန်းမင်းသမီးလေးမိမိကိုကိုတယောက်ကင်ဆာရောဂါဖြစ်နေတာမဟုတ်ပါစေနဲ့လို့ဖျားတာပြီးဝိုင်းစုတောင်းနေကြပါတယ်။ ရိုက်ကူးရင်းတဲ့ဖွဲ့သားတွေကလည်းနည်းနည်းလေးလှုပ်လိုက်တာနဲ့အသက်ရှူချက်ပြီးမောင်းနေတဲ့မိမိကိုကိုရဲ့ကျမ်းမာရေးချင်းလေးကိုမျက်လုံးပြူပြီးအလုပ်ကိစ္စတော်တော်များများကိုလည်းဖျက်ထားရတယ်လို့သိရပါဗယ်။အပြင်မှာတွေ့တဲ့သူတချို့ကလည်းရုတ်တရက်ကြီးဝိတ်တွေအရန်ချပြီးပိန်သွားတဲ့မိမိကိုကိုပေါ့မျက်နာကရမ်းကိုချောင်ကျနေပြီးညီမလေးရဲ့ကိုကျမ်းမာရေးကိုသာတည်ဆုံမှဘေးစကားလေးကိုဂယုဆိုင်မနေပါနဲ့။အသက်ငယ်ငယ်လေးနဲ့တခုခုဖြစ်သွားရင်မိသားစုနဲ့ပြည်သက်တွေပဲရှင်းကြရမှာပါ။ ညောင်မန်းထားတဲ့တင်းစိုးကြီးမဖြစ်ပါစေနဲ့စီစစ်ထားတဲ့ရလလေကောင်းတာပဲထွက်ပါစေဆိုပြီးအဘိစကားပြောကြထားပါတယ်။လက်ရှိမှာတော့မိမိကိုကိုဟောင်းမိတ်ကက်တွေပြင်ထားတဲ့ကြားထဲကတော့ဂျုံဂျုံကြပြီးလူမမာရုပ်ပေါက်နေတာကိုပရိသတ်တွေကသတိထားမိနေကြပါတယ်။တချို့ကလည်းမိမိကိုကိုကိုရှိုက်ကူးရဲ့လုပ်တွေကနေလုံးဝအနာယူပြီးခဏလောက်ပန်းပြေနေသင့်ပြီးခဏကိုကိုအနာပေးသင့်ပြီလို့တီတူပြောဆိုနေကြပါတယ်။ ပရိသတ်ကြီးတို့ရော ကင်ဆာယောဂါဟောမဟုတ်စိစစ်ချက်ပြေကိုစောင့်ကြည့်နေရတဲ့မိမိကိုကိုရဲ့ဂျမားရေးပုံဘလို့များထင်ကြတယ်လဲဆိုရတဲ့ comment မှာအားပေးစကားလေးတွေကိုရေးပေးခဲ့ကြပါအောင်ရှင်။